အားလုံးပဲမင်္ဂလာပါရှင်။ဘိုင်းအင်တာနက်မြေချန်နယ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်။ဒီနေ့မှာတော့စာရေးဆရာတင်ခရဇာလဲရဘလူးရဲ့အလောင်းပြားလူဆိုတဲ့ဝတ္ထုလေးကိုဘိုင်းခွန်အနေနဲ့တင်ဆက်ပေးလိုက်ပါတယ်ရှင်။ဒီ channel လေးကိုလည်းလိုက်ရင် subscribe လေးလုပ်ပြီးအားပေးကြပါအောင်ရှင်။ဘေးနားကနိုဒီဘဲလေးကိုလည်းနှိပ်ထားပေးကြပါအောင်ရှင်။လူရွေးပွဲကုန်းမောင်ရွှေပြည်မြို့နယ်တီဗီဇရတနာသိန်းကားဟုတမုံလိုက်တဲ့ရွှေဘိုမင်းနေပြည်တော်တို့ အမှုတော်ကိုထမ်းရန်အနေနဲ့အရရက်ကလူသူစင်မြင့်နေတဲ့ဘွဲဘွဲဝင်ရောက်လာနေကြတဲ့အရှိဝင်းတော်မူပူပူနွေးနွေးဖြစ်တဲ့မင်းတင်တော်ရထားရက်တက်ကိုလည်းတက်သားသည့်အစည်းကျက်ရန်ဆိုပြီးနန္တာကုံ ထိန်တော်ပေပင်အောက်တော်အုံချောင်းရွာပေါင်း၅ရွာမှလူပေါင်းများစွာရောက်နေကြတယ်။သူတို့အားလုံးကိုရဲကြီး၅ဆောင်စောက်ပေးထားပြီးယာယီနေထိုင်ခွင့်ပြုထားရလေတယ်။အုံချောင်းကလူတွေကအလုံးလာရှိပြီး မနဲ့စောစောထားကဒေါတာလှန်ရည်တွေကိုလေ့ကျင့်ကစားကြလေရှိတယ်။အချိန်တိကျစွာတတ်မှတ်လျက်စီလုံးညီညာစွာ အတူတကွလှုပ်ဆောင်တတ်ကြတယ်။ဒါကြောင့်ဘလူတသားတွေဖြစ်လာလိမ့်မယ်ဟု ပြောဆိုနေတယ်ဖြစ်တယ်။ထိန်တော်သားတွေက လူမကြီးပေမဲ့ပွဲချောင်းထွက်လက်ရည်ကောင်းလာသူလူကျော်တွေများတယ်။သူတို့တွေက တချို့ကိုဘယ်သူမှမနိုင်။အဲ့ဒီလူကျော်တွေလည်းဘလူတက်ကိုဝင်ခွင့်ရမယ်ဆိုပြီးထင်ကြီးပေးခံနေရတယ်။နန္ဒာကုန်းကတော့အဲ့ဒီလိုမဟုတ် သူတို့ကစီကန်းဒေဝိစွာနေထိုင်ကြပြီးအမိတ်မပေမချင်တုတ်တုံမှမလုတ်တဲ့သူတွေသို့တော့အမိတ်တန်ကြတာနဲ့ကျိုးကျုပ်ကုတ်ကုတ်ဆောင်ရွက်တတ်ကြတယ်အမိတ်ကိုတက်သွေးမတိန်လိုက်တာထမ်းဆောင်လေးရှိကြတဲ့စစ်သားကောင်းတွေဖြစ်လာနိုင်သူတွေဖြစ်တယ်အောက်တော်ရွာကလူစိုးလူမိုက်ပေါများတယ်ဟုထင်ရှားတဲ့အတိုင်းကျန်းရရမ်းရမယ်ဆိုရင်နှစ်ယောက်မရှိသူတွေဖြစ်ကြရဘလူတရဲ့ဟန်ပန်နီးနားနဲ့တထက်တဲဖြစ်နေပြန်တယ်သူတို့တွေတရင်ကြားခဲ့ဘူးတဲ့ဘလူတက်က သူတို့ရဲ့ဇယိုက်တိုင်းဖြစ်နေတဲ့ဖြစ် အောက်တော်ရွာသည်လဲစင်ရင်ဝင်အပ်တဲ့အလားလာရှိနေတယ်။ပေပင်ရွာသားတို့ကတော့တိမ်မွေနူးညံ့သူတွေဖြစ်ကြတယ်။ပေပင်ရွာမှာစာပေပညာသင်တဲ့အမင်းကြောင့်ကြောင်းသာရှိပြီးရွာသားတို့မှာလက်ယုံကြီးမတောက်ထွန်းလာပေမဲ့ကုသိုလ်ရေး၊တာရေး၊နာရေးတို့မှာအလွန်ဆက်ရထက်တန်ကြပြီးရွာလုံးကျွပျော်ပျော်ပပနှွဲတဲ့တဲ့ရွာလေးဖြစ်တယ်။ပညာရှိပေါများတယ်ဟူကြရတယ်။အနေထိုင်ကြည့်လေကြလေရိုးရိုးကုတ်ကုတ်နေတဲ့သူတွေဖြစ်တယ်။ ထို့သူအလေးစရတွေကွဲပြားနေတဲ့ရွာ၅ရွာမှာအဖွဲ၅ဖွဲကဘလူးတက်မှာအရွေးချက်ခံရရင်စောင့်နေကြရသည်မှာတချို့နီနာဝင်းကျင်တက်တွေကမတိမတာစောင့်ကြည့်ကြစရာဖြစ်နေတော့တယ်။ကျန်ရန်သူတွေကိုရွေးမလား။တိမ်မွေးသူတွေကိုလက်ခံမလား။လက်ယုံကြီးကိုကြည့်မလား။စီလုံးချင်းကိုသဘောကျလိမ့်မလား။စီကန်းတေဝေးပြီးအမိတ်နာခံတတ်တဲ့လက်ရဘလူးကြိုက်နေတတ်မလား။အလောင်းစားများပင်ပြုတ်လို့လေးရှိတယ်။သို့တော့ အရှိဝင်မှုသည်မှာမအားလက်သေးအလွန်အလုံးများလည်းရှိတယ်။နန်းတွင် လူစင်းကို ပြုစုနေရတယ်။အနာဝင်မှုကိုလည်းကူနေရတယ်ကြားတယ်။မင်းတရားကြီးအလွန်ယုံကြည်တော်မူသည်ဖြင့်ကိုနဲ့မကွာနေရတာများတာကြောင့်တက်တော်ကိုပြန်မလာနိုင်။လူသစ်တွေမှာရက်သက်တပတ်ကျော်ကြာတဲ့အထိတက်မှုကိုမမြင်ရသေးပဲစောင့်စားနေရတယ်။သူတို့ရောက်ပြီးဆဲခန့်ကြမှတက်မှုလည်းရဘူးတက်ကိုပြန်ရောက်လာတယ်။မင်းထင်တော်ရဲ့ဓာပွဲကြီးနဲ့ ဝိမှုရာထူးကြီးနဲ့ဖြစ်ပြီးအများကလေးစားခံရကြပေမဲ့လူကိုမြင်တဲ့ကငယ်ရွယ်သေးတယ်တို့ချို့ကအံ့ဩကြတယ်တချို့ကအကြီးညိုတန်ကြတယ်တချို့ကတော့သူတောင်ဒီရွယ်နဲ့ဒီလောက်ဖြစ်ရင်တို့လည်းမကြပါဘူးတွေးတော့မျောလင့်နေကြတယ်တဲရဘလူးကလူအစ်တွေထားရစရဲ၅ဆောင်ကိုလှည့်လည်ကြည့်ရှုတယ်ရက်ဆွေရမျိုးကဲ့သို့မင်းမြဲဆက်ဆံနေဒါပေမဲ့ဖော်ရွေတာလည်းမဟုတ်တင်းငင်အေးဆက်တဲ့အသွင်ရှိတဲ့ဖြစ် မခက်မညာပေါ်သွန်းသားသူတို့အန်းကြရတယ်။လေးစားကြသူတို့ကခြေစိုးလက်စိုးပြုပေမဲ့သူကခက်တီတီအကျွမ်းဝင်ဟန်နဲ့ပခုံးဖို့ကြောက်ဖို့ပြုကျင်သူတွေကိုလည်းရှူတင်းတင်းနဲ့သာကြည်နေတတ်တယ်။ဒါကြောင့်တချို့ရွာသားတွေစိတ်ပြေကြရတယ်။အများစုက မခံမနိုင်ကြပြီးတီတူပြောဆိုတိုင်းမကြရတယ်။သူတကလက်မခံလဲတခြားတက်ရောက်မှာပဲ။ဘာမှမဖြစ်ဘူးဆိုသူဆိုတယ်။ငါတော့ဒီတက်ကိုရအောင်ကပ်မယ်။နောက်မှ ြည့်ချင်ရပြီဟုအောက်တော်ရွာသားတချို့ဆိုတယ်။ပေပင်သားတို့ကဖြစ်သည်များအကြောင်းအကောင်းဟုသာဆိုပြီးရွေးမခံရရင်လဲလေယာပြန်လုကြမယ်ဟုအစ်စီနေကြတယ်။နောက်နှစ်ရက်ကြာတော့တမ္မူခိတပြန်အောင်လာတယ်။အုံချောင်းသားတို့ရဲ့ဇွဲလုံးလာနဲ့အလူညီကြတာကို၎င်းထိန်တော်ရွာမှာနမ်မီကျော်လက်ဆွမ်းကောင်းတွေကို၎င်းမြင်တွေ့သွားတယ်လို့အောက်တော်ရဲ့ကျန်းတဲ့မုံကိုသူကိုယ်တိုင်ရံပွဲကိုဖြည့်ရှင်ပေးရခြင်းဖြင့်လက်တွေသိရှိသွားခဲ့တယ်။ ကျန်းနေရွာမှာမထင်ပေါ်သဖြင့်သူပြန်သွားတဲ့ကအာရွက်ကြရတယ်။တယောက်စနယောက်စပြန်သွားကြတယ်။နောက်တနေ့မှမင်းထင်နွယ်ထားအမိန့်နဲ့ဇေယျငါးဆောင်သားတွေနေထိုင်လေ့ကျင့်ရင်အစီအစဉ်တွေရောက်လာတော့တယ်။တက်သားအစ်တွေကတပတ်လောက်အောင်ချောင်းသားတို့ကဲ့သို့မနေ့ဆော့ဆော့ထားပြီးလေ့ကျင့်ကြရမယ်။အချိန်နဲ့လုံးလို့ရမယ်ဖြစ်ပြီးစီကန်းရမှာနန်းသားကုံရကိုအတူတူဆန်ထားရမယ်ဟုဆိုတယ်။ထိန်တော်ရွာသားတို့က ဓာရီလိုင်လက်တိုင်းတွေမှာနှီးပြခံထားခြင်းခံရပြီးလုံရီကြံရီလေးကျင်ခန်းတွေမှာအောက်တော့ရွာကိုဥဆောင်စီတယ်။အနေအထားအပြင်စင်တွေကိုပြပင်းစရကစက်မဲ့ကိုခဲ့ရတယ်။ထို့သောတပတ်တီတီလေးကျင်ပြီးနောက်ဘုံမှုမင်းထင်းတွေထားရောက်လာပြီးအားလုံးကိုစူဝေးစီလက်အစတင်စစ်ဆေးတယ်။အစူငါးစူတန်းစီရက်နေပြီးသူခေါ်ခြင်းနဲ့လူကိုခေါ်ပြီးခိုင်းကြရခိုင်းခြင်းဖြစ်တယ်။ဘေးဝါသာဆိုပြီးသူမသိလူအုပ်နောက်ဆုံးကသူကိုလှန်ထုတ်ပြခိုင်းတယ်လို့ ။ရှေးဆုံးကရဲနေတဲ့ခေါင်းဆောင်တွေကိုလည်းအပင်တက်ပြခိုင်းတတ်တယ်။မြင်းစီအထူးကျွမ်းကျင်တဲ့ရွာသားတအုပ်ကိုစစ်စစ်မင်းမြန်းလျက်ချက်ချင်းလက်ခံလိုက်တယ်။ဒါကြောင့်လူသစ်သေးထဲမှာပထမအဦးဆုံးဘလူတက်သားကငန်တာကုံရွာမှာဖြစ်လာပြီးမြင်းဆောင်ကိုကြီးကြပ်ရန်တာဝန်ပေးရခြင်းခံရတာကိုအများကသဘောကျနေတယ်။အဲ့ဒီသူမှမြင်းရင်ကြောင့်အထူးနာလဲပြီးဆေးရှိသီးခံတဲ့သူဖြစ်တယ်ဟုလဲရဘလူးကပြောတဲ့ကသူ့လိုကျွမ်းကျင်သူတွေအတက်ကြရပြန်တယ် ။အဲ့ဒီနေ့ကအချက်ပြုတ်ကျွမ်းကျင်သူတို့စားပေကျန်းငံအတော်တန်လိုက်စားဘူးသူတို့လက်ဆွမ်းအထူးကောင်းပြီးစိတ်ထားပြီးသားသူတို့မေးသမျှကိုအမှန်တိုင်းမချွေးမချန်ဖြစ်သူနှုတို့ထပ်မံရွေးချယ်ခံရရာလူရှိဦးမှာအုံချောင်းဒီဝါသာတဦးမှာအရွေးမခံရပဲရှိတယ်။ဒါကြောင့်တခြားရွာသားတို့ရဲ့နောက်ပြောင်ကြီးစေခြင်းကိုအုံချောင်းသားတို့ရှင်းနှုတ်ကြရတယ်။မကြမီတရွာကိုလေးစုခွဲပြီးအဖွဲ၂၀ဖွဲ့ပြီးနောက်ရွေးချယ်ခံရသူတွေနေထိုင်ရအိမ်တွေဆောက်လုပ်စေတယ်။ အရှင်ဝင်းမှုတက်တွေကလူသူတွေစောက်လောက်တာကိုကြီးကြဲကူညီပံ့ပိုးနေကြတယ်။လိုအပ်တဲ့တေဝါလမ်းနဲ့တွေထုတ်ပေးကြတယ်။သူတို့စောက်လောက်နေကြတာကိုလက်ရဘလူကိုတိုင်အကျက်ဟန်ဝစ်စားနဲ့ခမောက်ဆောင်ကလိုက်လန်ကြည့်ရှုတယ်။ရွာသားတွေကတော့မသိတတဟောင်းတွေကလည်းမပြောကြဘူး။အဲ့ဒီအခါတချို့အဖွဲတွေကစိတ်မပါလက်မပါပင်မနှွဲနေနေတကယ်သူပြုတ်လောက်ကြတာကိုတွေ့ရတယ်။တချို့ကစီကမ်းမရှိအပြက်စီလေးလွန်များတယ်။ ကောင်းမွန်တဲ့ရစာဆောက်လုပ်ကြသူတွေကိုလည်းတွေ့ရတယ်။စာနာပြောပါရင်လှမ်းမှန်လှုပ်သွားကြတာလည်းမရှား။လက်ရဘလူးကအဖွဲတွေကိုလိုက်ကြည့်ပြီးခေါင်းဆောင်တွေကတွဲမှတ်သွားတယ်။အားလုံးဆောက်လုပ်ပြီးသွားတဲ့ကအရှိဝင်းတော်မူရောက်လာပြီးစစ်စေးမာကိုငါးရွာသားတွေစူဝေဆောင်မြုံနေကြတယ်။သူတို့နေထိုင်ရာချမ်းဝင်းကြီးတဲ့ကိုတကွန်ကရဲမက်တွေနဲ့မြင်းကြီးကြီးစီလာတဲ့ဘုံမှုမင်းတင်တို့ဒါရောက်လာချိန်မှာလူအမျက်ကလှုပ်လှုပ်ရွရွ မင်းထင်းတို့ရဲ့ထက်ကဆေးအဆောင်ပေါ်တက်လိုက်ပြီးတင်မလီခွေထိုင်ကလက်ထက်ကပြည့်ရက်ကိုစတင်ဖက်တယ်။ငချုံဦးဆောင်တဲ့ဆေးဦးသားဆောက်ထားတဲ့တဲကိုပြန်ဖြက်စေငချုံတို့ပြန်စေလူအတွင်းကဟောကနေအတန်ကြီးထွက်သွားတယ်။ဟုတ်လဲဟုတ်တယ်။ငချုံတို့ဆောက်ထားတဲ့တဲကအញ្ញံဆုံးနဲ့ဖေယိုဖေးရဲ့အနိုင်ဆုံးဖြစ်တယ်။သူဘလို့အသိရှိသွားတာကိုမသိကြငါချုံဖွဲက300ငွေယူကြကုန်နေထို့သို့တဲရင်ဖြက်လက်ပြန်စီဒီမှာ၄ဘွက်အထိ ပေပင်စုကငပေါ့ငစင်ငအိုးနဲ့ငရဲအောင်တို့စောက်ထားဒီမှာမိမိကိုယ်တိုင်နေရမယ်ကဲသူစေတနာထားပြီးအကောင်းဆုံးလုပ်ကြတာကိုတွေ့ရတယ်။အသေးစိတ်တစ်ခုချင်းကိုပင်အလေးထားပြီးစစ်ဆက်သေးချစွာဂရုပြုကြတယ်။ဒီအစုသားတွေသူတို့စောက်တဲ့အင်ဒီမာနေတက်သားတွေအဆောင်ရောင်ဝိဒ္ဒစာထုတ်ပေးလိုက်ပါ။ရွေးချယ်ခံရတဲ့သူတွေဝမ်းသာအားရထောက်အောင်လိုက်တာကိုသူကပြုံးကြည့်နေတယ်။ စေတနာပြည့်မထားမိခဲ့ကြသူတွေနောင်တရနေကြတယ်။လက်စာသက်တော်ဒီဘုံမှုရွေးဒီမှာလက်ယုံနှလုံးတဲ့စေစေတနာနဲ့အကောင်းဆုံးလှုပ်တဲ့သူတွေကိုရွေးချယ်သွားတာပါလားဟုအတိနောက်ကြခဲ့ပြီးတခြားရွေးချယ်ခံရသူတွေက သူကစကားစားပြက်ပြီးလူအုပ်ကြီးကိုကြည့်တယ်။လူအုပ်ကြီးကစိတ်ဝင်စားစားအော်အော်ကြဲကြဲရှိနေတယ်။တခြားသူတွေရဲ့တွဲတွေကိုပါကူဆော့ပေးခဲ့တဲ့ပေပင်ရွာသားပေပင်သားတို့ကြွေးကြော်ကြချေပြီး သူတို့ရဲ့စေတနာအကျိုးပေးပြီမဟုတ်ပါလားသူတို့ရွာမှာအများဆုံးရွေးချယ်ခံရတာမဟုတ်လားငနေငအောင်မက်အနစ်နာခံခဲ့တဲ့အောက်တော်မငမင်းညိုအဖွဲမခုမကက်တဲ့အုံချောင်းကငကြောနွေးငဘိုးကွန်ငလက်အုံချောင်းကအုံချောင်းပါပြီကွတာဝင်ကိုကြေပွန်ထားတဲ့ပိုတဲ့နန္တာကုံအစုမငမိုင်းငမျိုးချစ်ထိန်တော်ကငရွှေငအောင်ကြီးဒီအစုသားတွေအားလုံးဘလူတက်သားကွာ ရွေးခန့်ရသူတွေပျော်ရွှင်မြူးထူးသလိုမပါသူတွေမချီပြုံပြုံးနေကြတယ်။အဲဒီနောက်တဦးချင်းဆက်လက်ရွေးချယ်ပြန်တယ်။အောက်တော်ငမင်းညိုကိုဦးစားကြီးငမင်းညိုတဲ့ကွအောက်တော်ကဟဲ့နန္တာကုန်းကငယ်ရွာငလွမ်းသူတို့အကြက်ထိန်တော်ကငချစ်မော်သွေးတော့ဒါမဲ့အကြက်ငကန်စီမနေပြီးတင်ယူရမယ်။ငလွန်ကောင်းဆန်တို့သွေးတော်ကြီးနဲ့လေးချင်ရင်ပြရမယ်။ ဟာတဲဟုတ်ပါလားဟဲ့ဘဝင်ယူကတွေ့တာဟုတ်တဲ့ထင်သားပဲငလုံးကတော်တလောက်သဘောထားကြီးတဲ့သူငကောင်းဆန်လောင်အေးစိတ်နှင်းကြတဲ့သူရှိ ਉ မလားဝိတဲဦးချင်းကိုအမိအရင်နှစ်တွဲခေါ်သွားတယ်အများစုကရိုးဖြောင်းသူတွေစိတ်ထားမှန်သူတွေပါနဲ့လိမ်မာပြီးသဘောပေါက်ရသူတွေဖြစ်တယ်လက်ယုံထက်မြက်တဲ့ထိန်တော်ကအနှဲငယ်တာပါတယ်သို့တော့ပါသူတွေကယာရုယကန်ရကြတယ် အောက်တော့ကလူအများလဲမိုးဆိုးဂျုံတက်ကိုပို့လို့ချင်းခံရတယ်။ပေပင်ကအများဆုံးရွေးချယ်ခံရပြီးနန်းတာကုန်းကဥကောင်းတက်ကိုသွားကြရတာများတယ်။အုံချောင်းသားတို့ကိုဘဲတက်ကိုသွားသွားလက်ခံလိုက်မယ်ဆိုတဲ့လက်ရဘလူရဲ့အမိန်တန်နောက်မှာမချက်စားတန်မြူတူးတန်အန်ဩတန်စသည်တို့ထက်ချက်မကွာလိုက်ပါလာတယ်။လူအများကကြွက်စီကြွက်စီဖြစ်နေကြလျက်စူညံစပြူလိုက်ရအမိန်ကိုရက်ထားပြီးစောင့်နေရတယ်။နောက်မှာ ရွေးချယ်မခံရသူတွေကစိတ်တကြဘူးအားငယ်ဖို့မရှိပါဘူးဒီတက်နဲ့မကိုင်းညီလို့မပါတာလို့ပဲမှတ်ပေးပါဒီတက်မှာလိုနေတဲ့နေရာတွေကရွေးချယ်ရတာဖြစ်ပြီးအည်အချင်းမရှိလို့မပါတာမဟုတ်ဘူးတခြားတက်တွေမှာမိမိတို့အည်အချင်းတွေကိုအကောင်းဆုံးအသုံးချနိုင်ရင်အခုရွေးချယ်ခံလာရသူတွေတသားဖြစ်နေစင်မှာပဲမပါသူတွေကဘိုးဖြစ်သွားနိုင်ပါတယ်သူစကားကိုအများကယူကြတယ်တကယ်တော့အခုရွေးချယ်ခံရတာကန်ဆိုးလို့ဖြစ်ပါတယ် ။ချဲပြီးရီလိုက်ကြပြန်နေ။ဒီတဲ့ချင်းကအီတန်ကားပို့ကျဲတယ်။ကဲကုသိုလ်ကံကောင်းနေလို့ပြည်တဲ့အတင်းဆုံးတက်ကနေလွတ်သွားကြသူတွေပြန်လိုကပြန်။တခြားတက်တွေကိုဝင်လိုကဝင်နေကြတယ်။ဘာမှမတက်ရင်လဲ။ဥကောင်းရဲ့တနက်တက်ကိုဝင်ပြီးတနက်ပြည့်ကြင်ကြပေါ့။သူ့တက်ကအေးပါဆုံးပဲ။ပွဲရချင်းဥကောင်းတက်နဲ့မင်းကြီးမင်းလားစီသူတို့တက်ကိုမေးသွားအရင်ဘွားကငါချောက်လမ်းခဲ့ကြတဲ့သူတွေကတော့ အခုတို့ပါတဲ့လောက်ဒီမှာနေကြရလဲဦးမယ်ကဲသွားကြသွားကြတော်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 နဲ့လူစုခွဲထွက်ခွာသွားကြချေပြီကြံရည်သူတွေပြုံးပြော်ရွှင်နေကြသလိုခွဲခွာရသူတွေလည်းကြည်လင်စွာနဲ့ရီရီမောမောပျော်ပျော်ဆူဆူနှုတ်ဆက်ထွက်ခွာသွားခဲ့ကြတဲ့လူရွေးချယ်ပွဲပဲဖြစ်ပါတယ်စေဦးမဘလူများနောင်ဗလမင်းတင်ပြည့်မဲ့ရဲကြော်သူရကသူ့ရှိမှရဲနေတဲ့လူငယ်ငါးဦးကိုတည်တည်ချာချာကြည့်တယ် ပြီးတော့ညင်းညူနေတဲ့သူ့တဲ့သားငချစ်ခံကိုတဖန်ပြန်ကြည့်ပြီးမင်းနာမည်ဘယ်သူလဲရှေးဆုံးကဥဆောင်လာတဲ့လူငယ်ကဖြေတယ်သူရင်ပါဘူးမင်းအေးသူရင်မင်းငါစီအမှုထမ်းမလားချက်ချက်ဦးစားကြည့်ပေးမယ်လူငယ်တွေတူးကိုတူးကြည့်လိုက်ကြတယ်ဟုတ်ကဲ့ကျွန်တော်မျိုးတို့တခြားတက်တွေမှာတက်မှုဘုံမှုမလို့ချင်မှာဘလူတက်မှာသာထမင်းချက်ဖြစ်လို့ကဖြစ်စီအမှုထမ်းချင်ပါလေဖျားအင်းခတ်တာပဲအေးလေ မင်းတို့ဆန္ဒရှိနေတော့လေအဲ့ဒီကိုပဲသွားကြပါဟဲ့သူတို့ကိုလိုက်ပို့လိုက်ပါကွာလူငယ်ငါးဦးဟာကုန်းမောင်ရွှေတဲတော်တွေကိုဖျက်လို့ရှေ့ကခေါ်သွားတဲ့စစ်တီနောင်လိုက်ခဲ့ကြတယ်အန်ဂျီဘနဲ့မြန်ပြလာတဲ့ရဲမက်တွေလေ့ကျင့်နေသူတပ်ပုံနေသူသွာလာလှုပ်ရှားနေသူမလုံးမရှက်စောင့်ကြဲနေသူတွေကြားကဖျက်သွားရတယ်တက်စင်တိုင်းတောင်စုစုကိုလိုက်ခဲ့ရအစုံမှာတက်သီးတန်းတည်နေတဲ့လူတစုကိုလမ်းမြင်ရတယ် သူရင်ဟူတဲ့လူငယ်ကအရှိကရှောင်းနေတဲ့အစ်စ်တီကိုလှမ်းမိလိုက်တယ်။ကိုရင်ကျုံနဲ့နဘန်းတက်ခဲ့တဲ့ဟိုငချစ်ခိုင်ကကျုပ်တို့ကိုအခဲကြည့်ပါမလားဗျ။ဟာရပါတယ်ကွာဘာမှမဖြစ်ပါဘူး။တနေ့သူ့ကိုနိုင်မဲ့သူပေါ်လာမယ်ဆိုတာငါတို့တွက်ပြီးသားပါ။သူကကြဲယုံကြဲတာအညိုတိမထားတတ်ပါဘူးဟ။တော်သေးတာပေါ့ဗျာကျုပ်ကညှိုးနေမှာဆိုတာတဏနီလာတပြည့်အစ်စ်တီကပြန်မပြောတော့ဒစုံတစ်ခုကိုရှာဖွေနေတယ်သူတို့ကလည်းတက်ပြည့်နေတာကိုငေးကြည့်နေကြတယ် သွေးတော်ကြီးပြည့်ဟန်တူတူတူကတက်သားတွေကိုစီတန်းရက်စေးလျက်ခါဝဲရင်စီမြဲမြဲလိုက်ဆင့်နေတယ်။ဓာတွေကိုဆွဲချွတ်ကြည့်တယ်။ကြီးတောက်ထဲကမြားတန်တကျဆွဲတုံးလျက်ဖြောင်းမပြောက်ချုံမချွန်စစ်နေတာလည်းတွေ့ရတယ်။တက်သားတွေကအချင်းချင်းတီတူစကားပြောနေကြတယ်။သူတို့တွေးခဲ့တဲ့ဘုံမင်းရဲချိုသူရတဲ့ပါဝင်တက်တော်တိုင်းမှာထို့သူတန်းစီနေစဉ်အချင်းချင်းစကားပြောနေတာကိုမမြင်ခဲ့ရသဖြင့်ဒီတက်ကြမှာအထူးဆန်းလို့ဖြစ်နေတယ်။ တက်သားဆယောက်ရှိတိုင်းမှာအကြက်တူကတက်သားတွေကိုမျက်နှာမူးလျက်ရက်နေကြတယ်။ဒီတက်အနေထားကရော့တီရော့ရဲလည်းမဟုတ်တင်းတင်းကြပ်ကြပ်လည်းမဟုတ်သူတို့ဘယ်လိုတက်မရမယ်မသိ။အဲ့ဒီအချိန်ခင်တန်းတဲကမြင်းလစီထွက်လာတယ်။ရောင်တစောင်းနဲ့ကြည့်ကောင်းတဲ့လူရဲတူ။အရာရှိအစဉ်ပြေပုံရတယ်။မြင်းမာစင်သားတဲ့ကားကြိုးတွေကတာမန်မဟုတ်ဘူး။မြင်းကြီးကလည်းအလွန်လာတဲ့မြင်းကြီးကြီးလေးပဲအသားကြစီးလာတာမို့သူတို့ငေးကြည့်နေမိတယ်။သူတို့ကလိုက်စစ်နေတဲ့သွေးတော်ဖြစ်ရတူသူကို ဟေးငကန်းဂျေဘူးရေစစံတို့ထမင်းအိုးတွေစုံမစုံရစစ်ပြေးပြီလားမစစ်ရသေးဘူးတမူအခုစစ်လိုက်ပါမယ်သူတို့ကိုလိုက်ပို့တဲ့စစ်တီကအဲ့ဒီတမူစီသွားပြီးဒဇုံတရားပြောလိုက်ရာတမူကသူတို့စီမြင်းကိုလှည့်လာတယ်ငါလူတို့ကဘလူတက်မှမအမှုထမ်းကျင်တပါဆိုရင်းရင်းနီးနီးနဲ့သူလူဟုချက်ချင်းတတ်မှတ်လိုက်တဲ့ဖြင့်သူရင်တို့တဲ့တိုက်စိုးရိမ်မှုတွေပြောပြီးဝမ်းသာသွားကြတယ်ဟုတ်ပါတယ်ခင်ဗျ မင်းတို့ကလူစွာငချစ်ခံကူတော့အနိုင်တက်လာတယ်ဟုတ်လားအဲ့ဒီခါသူရင်ကရှေ့ထွက်လာပြီကျွန်တော်မျိုးတို့ဘန်ဒိုဘန်ရှိဒုတ်တိုင်းဓာတိုင်းနဘက်အသက်ပုတ်တွေကိုကောင်းကောင်းတက်မြောက်ပါတယ်အရှင်တက်မှာအမှုထမ်းခြင်းလို့ငချစ်ခံကိုတက်ပြခဲ့ခြင်းဖြစ်ပါတယ်ဖျားတက်မှုကအလိုမကျတဲ့အသွင်ပေါ်လာပြီအရှင်တွေဖျားတွေထူးမြေစမ်းပါနဲ့ငါတို့စီမှာတက်သားဖြစ်ဖို့ကလွယ်တာမဟုတ်ဘူးသူများတဲ့အပင်မဲ့ဆင်းရဲခံနိုင်ရတယ် ဘာသဘောနဲ့တထက်ထကြနိုင်မှငါတက်တာဖြစ်မယ်။ကျွန်တော်မျိုးအထူးကြိုးစားပါမယ်ဗိုလ်မင်း။တမူးကခေါင်းခါလိုက်တယ်။မင်းတို့တွေလက်ယုံကြီးမှငါထက်သားချင်းသားမယ်။ဒါမဲ့မော်သူရဲကောင်းလကုံးအိမ်တော်ငါစီမှာတက်တာမဖြစ်နိုင်ဘူးကွ။သူတို့ကနားမလဲတမူကလည်းသဘောပေါက်တယ်ဟေ့ငကန်တက်တွေပြင်းပြီးပြီလားအသည်ဖြစ်ရင်ထွက်မယ်နောက်ကိုလှည့်ပြုံးနေတဲ့ပြည့်သူတို့စိုးရင်သွားတယ်သူတို့ကိုလက်မခံပဲထားသွားခဲ့ပါကခဲလီသည်မြတဲရေကြရရတော့မယ မျောလင်းခဲ့ရသမျှအေးစုံမျောတော်မင်းရွာနီးပက်လက်မှအတော်ဆုံးအကျော်ဆုံးအညီဆုံးဟူတဲ့သူတို့ကိုနမီကျော်ဘလူတဲဆိုတဲ့ဒီတက်ကညင်းလွန်လိုက်တယ်ဟုဘလူပြန်ပြောရပါမလဲဒါကြောင့်သူရင်းကအရေးစွန်ကမြင်းဆက်ကျိုးကိုဆွဲမဲ့ပြင်းနေတမှုကတက်ဖက်လက်နေတဲ့ဖြစ်မတိလိုက်ပြီမြင်းမြင်းကြီးကအဆွဲမခံပတဲရဲပြီးပေါက်မဲ့ပြင်းတယ်တမှုရုတ်တရက်လန့်သွားတယ်မြင်းလန့်နေတယ်လို့ချော့မယ်လို့တော့သူရင်းကိုသတိပြုမိပြီးအဖြစ်မှန်ကိုရေးစားမိသွားတယ် မလောနဲ့ညီနောင်တို့မင်းတို့ကိုမထားခဲ့ပါဘူးဒါမဲ့တက်သားဖြစ်လက်ခံမှာတော့မဟုတ်သေးဘူးအကြီးအချင်းမပြေမချင်းနောက်လိုက်ပြီးအဆက်သက်ကဖြစ်တင်းကြရလိမ့်မယ်ဘလို့လဲသူတို့၅ယောက်စလုံးကျင်းနဲ့ဝမ်းမြောက်သွားကြတယ်ခွင့်လွတ်တော်မူပါတမင်းကျွန်တော်မျိုးအသက်ကိုစွန်းပြီးအမှုတော်ကောင်းအောင်ထမ်းပါမယ်ဘာလို့ငါတက်မှာအမှုထမ်းစင်တာလဲသူရဲ့ကောင်းဖြစ်ချင်လို့ပါသူရင်ကဖြစ်တယ်သူနောက်ကငရွေးကလည်းအကောင်းဆုံးတက်မှာအမှုထမ်းချင်လို့ပါ ကြံသုံးကဖိမဲ့ပြုစဉ်တက်မှုကလက်ကားပြီးကျော်ရှင်ဟေးကျော်ရှင်တက်သားရီနောက်ကလူတအုပ်ခက်ယိုထွက်လာတယ်ရှိပါတယ်တက်မှုအေးမင်းတို့သူပါလဲတိကြလားသူရင်တို့ပဲပြန်လှည့်မေးတယ်မတိကြသူတက်သားတွေပဲမင်းငေါ်ပြတယ်တက်သားတွေကခွာသေးပါတက်မှုတံမြန်အောင်လိုက်ကြပြီးရကြတယ်သူရင်တို့ဘာကိုနားလဲရမယ်မသိခွာသေးကျော်ရှင်ကလူပုံနဲ့နဲ့ပိန်ပါပါဘရုတ်ဖြစ်ပုံရတယ် ငါခွာတယ်ကိုနိုင်မင်းတို့တက်တဲ့ဝင်ခွင့်ရမယ်တက်သားတွေရကြပြန်နေသူတို့တယောက်မျက်နှာတယောက်ကြည့်မိကြတယ်တချို့ကပြုံးနေသူတွေငါလိုမပြုံးမိကြော်ရှင်ကိုကြည့်လိုက်ပြန်နေသူ့စိတ်ထဲမယုံနိုင်သူတွေဖြစ်နေတယ်နိုင်ရင်ဆိုလို့လက်ပန်းတက်ရမယ်မထင်နဲ့မင်းတို့မှဓာရီပါတယ်မဟုတ်လားပါပါတယ်ဟုတ်ပြီကြော်ရှင်နဲ့ထားခဲ့မယ်ငါနောက်အရင်ဆုံးရောက်လာတဲ့သူကငါတက်သားပဲကဲထွက်ကြမယ်ဟဲ့ တက်မှုနဲ့သူ့တက်တွေထွက်သားတာနဲ့ဗရုတ်ကျော်ရှင်ကတောက်တဲ့လက်ခဏဲဝင်သွားတယ်။သူ့လက်ထဲမှာလဲအဝေးရိုက်တဲ့ဒုတ်ပုတ်တစ်ချောင်းသာပါသွားတယ်။သူရင်တို့ခဏဆိုင်းတွေနေပြီးမှကျော်ရှင်ဝင်သွားရကစားခင်းနှန်းစီလိုက်ဝင်ခဲ့ကြတယ်။ရှေပြေကင်းထောက်တဲ့ဖြစ်တဲ့ဘလူတက်ကဘယ်အမိမှစောင့်စရာမလိုပဲကင်းထောက်ထွက်လာတာဖြစ်တယ်။ခရီးအတန်ဝေးတဲ့ကစခန်းချချက်ပြုတ်နေစဉ်သူတို့စခန်းကိုလူငယ်တူရောက်လာတယ်။သူရောက်ရောက်ချင်းချောင်းကိုအင်းရှာနေတဲ့ဖြစ်တက်မှုကခေါ်မေးရတယ်။ ဟေးကျော်ရှင်ကောင်လေးတွေကိုဘလို့ထားခဲ့လဲတက်သားတွေကရီးတယ်ကျော်ရှင်ကနားယုံကြည်ုံရိုက်ပို့ပြီးစောင်းခေါ်ခဲ့ပါတယ်မကြခင်ရောက်လာမှာပါတယောက်တကွဲစီမှာလာကြရဲ့လားဟုတ်တယ်တယောက်ချင်းလာတာသူပြောတဲ့အတိုင်းသိမကြမီတော်တဲ့ကတူပြည်သူဒံရရီနဲ့ထွက်လာတယ်သူရင်ကုန်မှုတခြားသူကတွေ့လျက်သူရင်ရဲ့ဒူကောင်းကြီးညုံမဲနေတာကိုကြည့်ပြီးတက်သားတွေကရီးပွဲဖွဲကြပြန်တယ်ဒါမဲ့သူတို့ယူတာကအလောင်းတာမဟုတ်ပဲ ျော်စရာဟုသာသဘောထားကြပုံရသည်ဖြင့်လူငယ်၅ဦးဖို့ဆေးဆိုးစရာမဖြစ်ငကြော်ရှင်ဒီတခါတော့ပဆိုးကိုမရိုက်မိပဲဒူးကောင်မှားရိုက်မိရဲ့ထင်ပါဟဲ့မှားရိုက်တာမဟုတ်ဘူးတမင်ရိုက်တာသိပြီလားထက်ရီကြပြန်နေတမူကထိုင်နေရကသူတို့ကိုစီဝါထုတ်ပေးရင်သူရဲ့ကောင်ဖြစ်ချင်လို့စစ်ထဲဝင် လောဘကြောင့်အေးမှားတဲ့တကွဟုတ်ကဲ့တမင်တကူကောင်းဆမ်မီကိုတက်ကိုချာနေတယ်လို့လည်းဖြစ်တတ်တယ်။ကြံလေးဦးကသူရင်ကိုကြည့်လိုက်တာတွေ့ရတယ်။ ဒါမဲ့လူတိုင်းကတော့သူရဲကောင်းဖြစ်ခြင်းစိတ်နဲ့ဝင်ကြတာကြီးဘယ်သူမှဒီတိုင်းတည်မသွားခြင်းကြဘူးပေါ့လေသူတို့ကအသက်အရွယ်ချင်းမကွာပေမဲ့ဒီငင်ရင်ကျက်ပြီးနားလဲမှုရှိတဲ့တမှုကိုကြည့်နေကြတယ်ငါဆိုလဲဒေါသကြောင့်အေးမားမလို့ဖြစ်တာမကြမကြပဲငါမှသူတို့ပေးတဲ့အသက်ပဲရှိတော့တယ်သူတက်သားတွေဘက်ကိုဒိန်းနဲ့ညွန်ပြတယ်နားနေတဲ့တက်သားတွေကပြုံးနေကြတယ်ပြီးတော့ဗါတဲ့အကောင်းဆုံးတက်တဲ့တက်သားတွေကရည်လိုက်ကြတဲ့ဖြစ် သူရင်တို့ငေးကြောင်နေစဉ်တမ်းမှုကငလွန်းဒါပါတက်လေဟိအပြစ်ပေးခံရဆုံးငချောက်တက်ပါသူစကားကိုသဘောကျစွာတမ်းမှုပါရည်နေတယ်အေးငါတက်တဲ့ဝင်တော့နားမပူဘူးကြောပူမယ်အသာမဲမယ်လှကျင်မဝင်နဲ့ကြောရှိန်မဲလွတ်တယ်ရဲမက်တွေရီကြပြန်တယ်တဝဝတဟာဟာနဲ့စစ်ချီနေတဲ့ဒီတက်မှာသူတို့ကြားခုတဲ့တိုက်တန်းအောင်ဘလူတက်ခုယုံနေစရာမရှိဘူး လိုက်ပိုတဲ့စစ်သည်ကအဒီပေါင်းနဲ့ဟာသားတက်ကိုအခက်ဟန်တူတယ်။အဲ့ဒီလိုယုံမတန်တရားကိုလူငယ်ငါးဦးတက်ကတန်းနှင်းကထမေးတယ်။ကျုပ်တို့ကြားဘူးတာတော့စစ်ဦးဘလူပါရင်နိုင်ပြီလို့ပြောစမြတ်ပြုရတယ်ဆိုပဲဘွားရှင်မင်းတရားကိုယ်တိုင်ဒီတက်ကိုလွှတ်ရင်လက်ကြည့်စရာမလိုလို့မိန်တော်မူဘူးရဲ့ဆို။အေးလေကွာခုပဲငချစ်ခိုင်ကိုနိုင်လာတဲ့မင်းတို့ငကြောရှင်ကိုနိုင်ခဲ့လို့လား။တန်မှုကပြုံးရင်းမေးရသူတို့အဖြေခက်သွားတယ်။သူကယောက်ျားလူတိုက်တာမှမဟုတ်ပဲ။ မင်းမလို့မင်းမရချောင်းလိုက်တာပဲပြောပြီးမှအာနာသွားဟန်နဲ့ကျော်ရှင်ကိုကြည့်လိုက်တယ်ငါကလည်းကျော်ရှင်ယောက်ျားလိုတိုက်လိုက်မယ်လို့မပြောခဲ့ပါဘူးဝါးကနေအတန်ကြားလိုက်ရပြင်တယ်သူတို့ကဒီတဲရောက်မှရဲစရာလုံးလုံးဖြစ်နေရတဲ့ဖြစ်ရှက်ပင်ရှက်လာတယ်ရောလည်းရီမိကြတယ်ဘာပြောပြောဒီတဲမှာခင်စရာကောင်းလာတယ်ဘလူးတက်မဟုတ်စေကမူအဲ့ဒီတသားတွေနဲ့အတူနေတိုင်းတိုက်ခိုက်လို့စိတ်မျိုးဖြစ်ပေါ်လာတယ်ကျော်ရှင်ကမင်းတို့ကိုရုပ်ရုံမမလောက်သလား သူတို့ခေါင်းခါကြတယ်ရှက်လဲရှက်သွားတယ်ကလင်ကကြည့်တိုက်ခိုက်ခဲ့သေးလားခေါင်းခါကြပြန်နေဘာမှပြန်မပြောနိုင်ကြတိုက်တယ်ပြောလဲငါမျိုးမူငါလူငါယုံနေဒါမဲ့စစ်ပဲဘလို့တိုက်တိုက်ပေါ့နိုင်အောင်တိုက်တက်ဖို့အဓိက သူစကားကထူးဆန်းနေတယ်ကြားနေကြအဆုံးမမျိုးမဟုတ်ရဲရဲဝုန်းဝုန်းရင်ဆိုင်ကရှေ့ကတိုက်ရမယ်ဟုတဲ့ယောက်ျားပိသားစီရန်တုန်တင်မှုမျိုးမဟုတ်သူကငါကအစီအမတိုက်ခိုက်နည်းတွေတင်ထားမယ်ထင်လားသူရင်တို့မဖြစ်နိုင် မတင်ဘူးသူ့ဘာသာသူ့ညံနဲ့သူတက်တယ်လို့မင်းတို့ကိုရင်ဆိုင်ခဲ့တာပဲငါကဘလို့တိုက်လို့ပြောခဲ့တာမရှိဘူးသူရင်တို့မျက်နှာမဖော်နိုင်တော့တက်သားတွေလည်းမြည်ကြတော့ဘူးကျော်ရှင်တယောက်သာသူ့ကိုပြောနေတဲ့ဖြစ်ရှက်တယ်လို့လို့နေတော့တယ်စစ်မှအဓိကကလက်ယုံကြီးမဟုတ်ဘူးတိုက်ရီခိုက်ရီပဲမင်းတို့နားမရှိမှုထင်နေနောက်တော့သဘောပေါက်လာပါလိမ့်မယ်မင်းတို့လက်ရီအလောင်းမင်းတရားကြီးတက်သားခြင်းသားမယ်အလောင်းမင်းတရားကြီးလို့အမျော်မြင်နဲ့ကြံရီဖန်ရီ ုပ်ချုပ်ဥဆောင်နိုင်စွာမရှိတော့သူ့နောက်လိုက်သူ့လက်အောင်ငယ်သားဖြစ်ရမှာပဲနားလေရဲ့လားသူတို့ခေါင်းငိမ့်လိုက်ကြတယ်အေးအဲ့ဒါကိုဘုံလို့ခေါ်တယ်သူရင်တမှုမျက်နှာကိုမော့ကြည့်တယ်တမှုကလက်ယုံကမိတောက်တယ်ဆိုတာကြားဘူးတယ်မဟုတ်လားကြားဘူးပါရဲ့တမင်းအဲ့ဒါဟိုးတုံးကအခုလိုဘုံလက်ယုံနဲ့ပြေစုံနေတာကတော့လက်ယုံကမိတောက်ခဲ့လို့မဟုတ်ဘူးနှလုံးကမိတောက်နေလို့လက်ယုံမိတောက်ယုံနဲ့အလိုလိုမင်းဖြစ်လာတာမဟုတ်ဘူး အကြီးအချင်းရှိလို့ဒီအထိထူထောင်လာနိုင်တာပဲသူ့စကားတွေကိုသဘောပေါက်လာကြတယ်အရွယ်ငယ်ပေမဲ့တမှုတယောက်ပြီးသားလာတယ်သူတို့အသည့်ညံနဲ့ဘာမှမဆိုင်လက်ယုံချင်းရှင်တော့ဘလို့နေမယ်မသိနှလုံးချင်းမရှင်းတအောင်ကွာချလာတယ်သူ့လက်အောက်မှာအမှုထမ်းရရင်အလွန်ကျင်နေရလိမ့်မယ်ကဲထမင်းကျရင်စားကြမယ်သူတို့အတွက်ပါခွဲကြွေးလိုက်မင်းတို့ဖက်ငါးချက်သွားခုတက်သားတွေအသီးသီးထသွားကြတယ်ထမင်းစားပြီး ဆက်လက်ထွက်ချီကြရတက်မှုကသူတို့900ကိုအမျိုးမျိုးစမ်းသက်သွားတယ်။ဒါပေမဲ့သူတို့ပြလိုက်တာကလည်းယုံကြည်တက်မှုလိုချင်တာကပူပေါင်းဆောင်ရွက်မှုတွေနေပြူဟာတွေကျွမ်းကျင်မှုတွေဖြတ်ထိုးညံတွေဒီလိုဖြစ်နေတယ်။အစွမ်းပြခွင့်သိမ့်မရတဲ့ဖြစ်အားမရဖြစ်နေတယ်။သူတို့တက်ကိုလည်းအခုထိနားမလည်နိုင်သေး။ဒီလိုနဲ့သူရင်တို့တောင်းဆိုမှုကြောင့်လက်ယုံချင်းရှင်ရဲ့တက်မှုကခွင့်ပြုလိုက်တယ်။ကွင်းမြေမှာတယောက်ချင်းရင်ဆိုင်ရရင်သူရင်တို့၅ဦးကဘလူတက်သားတွေကိုကောင်းကောင်းရင်ဆိုင်နိုင်ကြတယ်။ က်ရည်တူတို့မို့သူတို့ကပင်သားချင်းသေးတယ်ဒါမဲ့အဖွဲလိုက်9ယောက်ချင်းဖြစ်စေ10ယောက်ချင်းဖြစ်စေရင်ဆိုင်ခိုင်းရင်သူတို့9ဥပါတဲ့ဘက်ကဘယ်သူနဲ့လှဲ့တွဲတွဲဖယိုဖယဲဖြစ်လေအမဲရှုံးနေတခြားတစ်ဖက်ကို ထိခိုက်အောင်မလုပ်နိုင်ကြော်ရှိန်ကတော့ဘလူတဲဆိုတာအဲ့ဒါပဲဟုဆိုတယ်သူတို့တက်သားတွေအချင်းချင်းပေါင်းစည်းမိလေသူတို့အစုဖွဲ့ကိုထိခိုက်အောင်လုပ်နိုင်ဖို့အလွန်ခက်ပေလိမ့်မယ်ကိုကိုကိုလုံအောင်ထားရတယ်လို့ဒုက္ကိုဒူးလဲကာကြတယ်တက်နိုင်သမျှ လူမထိခိုက်စေရန်ခန့်စစ်ကိုဦးစားပေးလို့နေသဖြင့်တိုက်စစ်အားနေသွားမည်ဟုသူတို့ငါးဦးထင်မြင်နေမှုကိုရှေးပြည်တိုက်ပွဲငယ်လေးတစ်ခုမှာတမ်မှုကပြန်ဖြေရှင်းပြနေတယ်။တမ်မှုကသူကိုယ်တိုင်ကတိုက်စစ်များဘူး။သူကပဲတိုက်စစ်လန်းကြောင်းသူပင်စစ်ဦးဘလူးဖြစ်တယ်။သူ့တပ်သားတွေကမှအလွန်သိမ်းမွေ့နူးညံ့ပုံရတဲ့တမ်မှုကရန်သူကမှအမျက်ချောင်းချောင်းထနေတဲ့နဘလူးကြီးတကောင်ဖြစ်ပြောင်းလဲသွားတယ်။သူဥစားရနောက်ကို သူ့တက်တွေကအမကွဲမပြအစည်းမပြတညီတည်းကြွေးကြော်ပြီးလိုက်ကြသည်မှာပျော်စရာကြီးဖြစ်သူလူအားရစရာကြီးလည်းဖြစ်နေတယ်။ရန်သူတက်တွေကဘယ်ညိုးကြောင့်ဒီလောက်တရကြမ်းဝင်တိုက်ထိုးခုန်နေမှမသိရပဲဒီရေလိုင်းတွေလိုအဟုန်ပြင်းစွာရောက်ရှိလာပြီးအရှိန်နဲ့ထိုးပေါက်ဝင်နောက်သွားတဲ့လူတစုကိုအားအသင့်စွာခုခံရသဖြင့်အစင်အစ်မဖြစ်စီးကျက်လို့မြမထိန်ချုပ်မသိမ့်အောင်နိုင်ပဲပြစ်ကြရတာများတယ်။သူရင်တို့ပင်ဘလူတက်တွေကအခုရန်သူတွေနဲ့အညိုးကြီးစွာရှိခဲ့သလား ဒီရန်သူတွေကိုတိုက်ခိုက်ဖို့တမင်ချီလာခဲ့လေသလားထင်မိတယ်။ဒါပေမဲ့မဟုတ်။သူတို့ကရန်သူကိုမြင်တာနဲ့တကယ်လုံးဘလူစီသွားသူတွေဖြစ်တယ်။မြင်မြင်ချင်းတိုင်ပင်ထားသလိုသူ့ထက်ကအလူရဲ့ပြည့်တဲ့ကြတယ်။တိုက်ခိုက်ကြပုံတွေကကလဲစားချီနေတယ်ဟုထင်ရတယ်။သူရေတောက်တော့မယ်ကဲသူပြုတဲ့ကြတယ်။ရန်သူတက်ကိုငှပြောတော့ရှင်းသလိုသာသဘောထားကြတယ်။ထိတ်ဆုံးကတက်မှုကလူမဟုတ်တော့ထင်ရအောင်ကြမ်းကြုတ်နေပြီ။တချို့ရန်သူတက်တွေကိုတက်သားတွေကတက်ချင်လျက် တက်မှုကမတိုက်တာကြောင့်ငိမ့်သက်စွာရှောင်သွားတဲ့ကြပြင်းနေဘလူတက်သားဖြစ်ရင်မဆူထားနဲ့သူတို့သဘောကိုနားလည်ရမင်းခက်လာတယ်ငါသဘောနဲ့တထက်ထဲကြားမှငါတက်သားဖြစ်မယ်ဆိုဒီမှာအမှန်ဖြစ်တယ်လို့စေဦးဘလူပါရင်နိုင်ပြီဟုတဲ့အဆိုးရိုးစကားကိုလည်းလက်တွေ့မြင်နေကြရတယ်သူသဘောကိုဘလူသိတယ်လဲဟုဘလူတက်သားတူကိုမေးကြည့်တယ်သူတို့ကဘလူအဖွဲဖြစ်ရင်အဲ့ဒီအချက်ကိုအလင်းမြတ်သိလို့လှတယ်မေးခင်ရတက်သားကဓာသွေးညာကခက်ရေးပြင်ပြန်ဖြေတယ် မသိပါဘူးသူ့ဘာသာလုတ်ချင်အောင်လုတ်တာငါတို့ကလည်းသူ့ဘာလုတ်လို့သဘောတူပြီးသားပဲသူရင်တို့နားလေသွားကြတယ်မကြမီတက်သားအစ်တွေနဲ့လူဟောင်းတွေစကားဆမီပြောနေခိုက်တမူရောက်လာပြီ အားနေငရဲသွားလေကြမလားဟဲ့အဲ့လိုမိလိုက်တော့ဘလူတက်သားတွေကဟေးကနေအော်ဟေးထားရလိုက်ကြတယ်နားဆင်သူအားလုံးကိုကျေးဇူးတင်ပါတယ်ရှင် ။နောက်လဲဝိထုဇလန်းကောင်းများစွာကိုတင်ဆက်ပေးသွားအောင်မှာမို့ဒီ channel လေးကိုလည်းလိုက်ရန် subscribe လေးလုပ်ပြီးအားပေးကြပါအောင်ရှင်။ဒီနာကနိုဒီဘဲလေးကိုလည်းနှိပ်ထားပေးကြပါ